မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အပြစ်ခတ်ရဲစဲကြောင့်ကြီးညာပြီးမယ်စစ်ကောင်စီကတိုက်ခိုက်မှုတွေဆက်လုပ်နေစေလို့ကုလပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်မလကဖြစ်ပွားခဲ့တဲ့မြင်ကလေးကြောင့်လူထောင်ပေါင်းများစွာတိဆုံခဲ့ရပြီးတဲ့နောက်အပြစ်ခတ်ရဲစဲကြောင့်ကြီးညာပြီးမယ်စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုအပါအဝင်လူအသေးပြောင်းရှိရင်စီရင်လုံရှားမှုတွေဆက်လက်လုံဆောင်နေရလို့ကုလသမဂ္ဂကပြောလိုက်ပါတယ်မလ28ရက်နေ့ကလေးကြောင့်တိုင်းနဲ့ချီတဲ့ပြည်သူတွေကိုကုညီထောက်ပံ့ဖို့နိုင်ငံဆောင်ကကင်စိန် ုံငန်းတွေဆောင်ရွက်ခဲ့တယ်လို့တိုက်ပွဲတွေရဲ့တန်ဖိုးကိုလည်းနိုင်ငံတကာကထပ်တလဲလဲတောင်းဆိုခဲ့ပါတယ်။ အေဗီလာနေရည်နေမှာရပ်ပေါင်း၂၀အပြည့်ရဲ့ကြောင်းစစ်ကောင်စီကကြေညာခဲ့ပြီးမလေးရှားဝင်ကြီးချုပ်ဦးဆောင်နဲ့အစ်စ်မြင့်ဆွေးနွေးပွဲပြီးမှယာယီရဆိုင်ထားမှုကိုအေဗီလာ၃၀ရည်ထိတက်တန်းတိုးခဲ့ပါတယ်။ဒါပေမဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစေဖြစ်ပြီးအပြည့်ရဲ့ဆဲကြောင်းကြေညာပြီးမှလေးကြောင်းတိုက်ခိုက်မှုပိုတိုးခဲ့တယ်လို့ဆိုပါတယ်။ငလင်လှုပ်ခတ်ခဲ့တဲ့မလ၂၈ရက်ကနေစပြီး AB 24ရက်ထိစစ်ကောင်စီကလေးကြောင်းတိုက်ခိုက်မှုအကျဉ်140နဲ့လက်နက်ကြီး24ကျင်းပါဝင်တိုက်ခိုက်မှုအနည်းဆုံး209ကျင်းရှိခဲ့တယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးယုံကထုတ်ပြန်ပါတယ်။ အပြစ်ခတ်ရင်စဲကြောင့်စတင်ကြီးညာတဲ့အပြင်းနရကစပြီးတိုက်ခိုက်မှု192ကြိမ်ရှိခဲ့ပြီး83ကြိမ်ကငလင်ပေးတင်ဒေသတွေမှာဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။အပြီးလားနရကနေ16ရက်အတွင်းစစ်ကောင်စီကတင်ရက်ကိုပြန်မြလင်းရင်ဒါမှမဟုတ် drone နဲ့တိုက်ခိုက်မှု6.8ကြိမ်ပြုလုပ်ခဲ့ပြီးနေ့စဉ်လူချောက်ထမကတင်ဆောင်ခဲ့ကြောင်းဒီကလအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့်တင်ဆောင်သူ105ရှိကြောင်းထုတ်ပြန်ချက်မှာဖော်ပြပါရယ်။အပြစ်ခတ်ရင်စဲမှာစီးရဲလှရှားမှုအလုံးကိုရပ်တန့်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာပံ့ပိုးပေးမှုတွေဖြစ်ပြီး မဲ့ဒါရီဖြစ်မလာခဲ့ဘူးလို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရောလူ့အခွင့်အရေးကိုယ်စားလှယ်ကပြောပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့တောင်တာမကြီးပင်တင်ရွာကိုစစ်တပ်ကလီရင်နဲ့ဘုံကျဲတိုက်ခိုက်မှုဖြီသူတအုပ်ပြင်းထန်တံရရပြီးနောင်ချုံမြို့နယ်ကိုလည်းစစ်တပ်ကလီရင်နဲ့ဘုံ28လုံးနဲ့အစိမ့်ဝင်ဘုံ10လုံးကျင်းချတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်တာမြို့နယ်မကြီးပင်တင်ရွာကိုအစံဖက်စစ်တပ်ကလီရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ဖြီသူတအုပ်ပြင်းထန်တံရရရှိခဲ့ကြောင်းတောင်တာမြို့နယ်လူမှုလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတအုပ်ကပြောပါရယ်။ AP လ25ရက်နေ့နေ့လယ်3:38မိနစ်နဲ့45မိနစ်ကမှမကြီးပင်တင်ကျင်းရွာကိုအစံဖက်စစ်တပ်က Jet Fighter နဲ့ပုံကျင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကြံဘတ်စစ်တပ်ရဲ့လီကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူတအုပ်ပြင်းထန်ထန်ရရရှိခဲ့ပြီးနေအိမ်ခုနှစ်လုံးပျက်စီးခဲ့ကြောင်းသိရပါတယ်။မင်းကနှစ်ကြိမ်လီကြောင်းနဲ့ပုံကျင်းတိုက်ခိုက်တာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိပြီးပြင်းထန်နေနေအိမ်ခုနှစ်လုံးလည်းပျက်စီးသွားတယ်လို့တောင်တာမျိုးနဲ့လူမှုလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတအုပ်ကပြောပါတယ်။ဒါအပြင်ရှမ်းပြည်နယ်နောက်ချုံမြို့နယ်ကိုကြံဖတ်စစ်တပ်ကလေရင်နဲ့ဘုံ29လုံးနဲ့အစိမ့်ငွေဘုံ10လုံးတင်းချတိုက်ခိုက်ခဲ့ကြောင်း TNL ကထုတ်ပြန်ထားပါတယ်။မင်းက EPLA 24ရ က်နေ့ညနေ6:24မိနစ်6:30မိနစ်90အထိတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကြောင်ကြံကျင်ရွာနီ9ဝိုင်းတွဲလျင်နဲ့ဘုံ29လုံးကျင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ အလားတူည9:29မိနစ်ကလည်းအုံမတီကျေးရွာနီကိုတိုက်ပွဲဖြစ်ပွားနေတဲ့ချိန်အကျန်းဖက်စစ်တပ်ကဂျက်ဖိုက်တာနဲ့အစိမ့်ငွေပုံရှင်းလုံးလာရောက်တင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဒါပြင်အီဘီလာ21ရက်ကလည်းတောင်ခမ်းရွာရှိ900နှစ်တက်စကန်ကြီးအနီးမှာတိုက်ပွဲဖြစ်ပွားနေချိန်မှာအကျန်းဖက်စစ်တပ်ကအစိမ့်ငွေပုံ15လုံးလာရောက်တင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အကြံဖတ်ဆက်တက်ကအပြည့်ရဲ့တက်တန်ကိုအေဘီလာကုံတီထမှန်တိုးထားတော်လဲပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSNL TNL အုပ်ချုပ်တဲ့မြို့နယ်ကိုစစ်အင်အားဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလေကြောင်းနဲ့ပုံကျဲတက်ခတ်မှုတွေပြုလုပ်နေရရှိကြောင်း TNL ကအဆိုပါတယ်။နောက်ထပ်တပုတ်အနေနဲ့ PDF တွေကတမ33ရက်စစ်ကြောင်းပြုတ်အောင်ထမှန်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကနအုပ်တရင်နေရာအနည်းဆုံးစစ်သား24ဦးသေပြီးလက်နက်20ရရှိရလို့သိရပါတယ်။စကိုင်းမြို့နယ်မြောက်ချမ်းကိုစစ်ကြောင်းထိုးတဲ့စစ်ကောင်စီအမှတ်33ချင်း ညာတမဌာနချုပ်တမ33ရဲ့စစ်ကြောင်းတစ်ခုလုံးပြုတ်တဲ့အထိတိုက်ခိုက်ခံရပြီး20ထက်မနည်းတိဆုံကလက်နက်20ကျုံရရှိကြောင်းစီးရီးတရင်အရင်းမြစ်တွေကပြောပါရင်အေပီလာ25ရက်ကစကိုင်းမြို့နယ်မြောက်ချမ်းမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီရဲ့တမ33မှာစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်အေပီ24ရက်ကစကိုင်းမြို့နယ်မြောက်ဖက်ရှိစချင်းချင်းရွာထက်ကိုစကိုင်းမြို့ချင်းဆိုင်တမ33မှာအင်အား60ခန့်ပါစစ်သားတွေကဖော်ကား3စီးနဲ့ဝင်ရောက်လာခဲ့ပါရယ်ဒီနေ့ညပိုင်းမှာစကိုင်းမြို့နယ် ဆင်းရဲအရှိကျင်းရွာရှိဖုန်ကြီးကျောင်းစာတင်ကျောင်းနှင့်ကျင်းရွာတွင်ပြန်ကွေအခြေပြုလျက်ကျင်းရွာတွင်ရှိပြည်သူများ၏ပစ္စည်းများကိုလူရက်ယူဆောင်လာခဲ့လို့သိရပါရယ်အင်အား40ခန့်ပါရှိတဲ့တပ်မ33ရဲစစ်ကြောင်းတစ်ခုကမြကြီးနာမန္တလေးရထားလမ်းပိုင်းအရှိဘက်မှမြောက်ဘက်ကို UTP ထွက်လာခဲ့ရာ EP25 ရဲမှဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ဒေသခံစစ်ပေးဆောင်ချုပ်နဲ့အတူစကိုင်းမြို့နယ်ရွာတဲ့ကျင်းရွာကိုရောက်ရှိခဲ့ကြောင်းသိရပါရယ်အဆိုပါအင်အား40ခန့်ပါရှိတဲ့စစ်ကြောင်းကို PDF တွေပါကဖရိနဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့တာပါကနအူးတရင်နေရမြေပြင်တိုက်ပွဲ ွဲအတွင်းစစ်ကောင်စီတသားအလောင်း24လောင်းနဲ့လက်နက်22လက်ကိုတော်လိုင်းတပ်တွေကရရှိထားပါတယ်။တမ33ရက်စစ်ကြောင်းရေးတည်ဆုံရေးအတွက်မှာရခုအရေးအတွက်ထပ်ပူများနိုင်ခဲ့ပါတယ်။စစ်ကောင်စီတပ်မှတည်ဆုံစစ်သားတွေနဲ့ PDF တွေကစစ်သားများထံမှလက်နက်ခင်ရဲနဲ့စစ်သုံးဆောင်တွေကိုတင်ဆက်ရရှိနေတဲ့ရုပ်သံမှတ်တမ်းတွေကိုလည်း Telegram Channel တွေမှာဖော်ပြထားတာဖြစ်ပါတယ်။ဖြစ်တာကမြကြီးနာမန္တလေးရထားလမ်းပိုင်း ေးလို့ပဲပြောလို့ရအောင်မယ်ကျွန်တော်တို့ဘက်ကလည်းထိခိုက်ကြဆုံးမှုချုပ်ရှိပါတယ်လို့စကိုင်းခရိုင်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တုံကတိုက်ပွဲဖြစ်စဉ်ပေါ်ရှင်းပြခဲ့ပါတယ်တိုက်ခိုက်ခံရတဲ့တမ33မှာစစ်ကြောင်းတွေကစကိုင်းမြို့နယ်မင်းကုန်းနဲ့ဘဒူဒီတာတကြောကိုစစ်ကြောင်းထိုးရန်ဖြစ်နိုင်ကြောင်းလည်းစကိုင်းမြို့ကစီရေးတရင်အရင်မြစ်တချို့ကပြောပါတယ်စစ်ကြောင်းတစ်ခုမှာစစ်ကြောင်းတစ်ခုကိုဖြုတ်နိုင်လိုက်ပြီဆိုတော့စခရီပြန်ဆုပ်ဖို့များမှာဒါပေမဲ့ဒီနေ့ AB 26ရက်မှာအင်အား300ကျော်နဲ့စကိုင်းကနေထွက်လာတာတရင်ရထားတယ်လို့စကိုင်းမြို့ကစီရေးတရင်အရင်မြစ်ကပြောပါတယ်စကိုင်းတိုင်းမှာ ်မင်းစိုးနဲ့လူတိများတဲ့တက်မှတ်33ရဲ့စစ်ကြောင်းများ2025ခုနှစ်အတွင်းသကိုင်းတိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေကစစ်ကြောင်းတစ်ခုလုံးပြုတ်အောင်ဒုတိယအကြိမ်မြောက်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီ9ရက်ကလည်းသကိုင်းတိုင်းဝက်လက်မြို့နယ်မှာစစ်ကောင်စီရဲ့တက်မှတ်33စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ရာတက်မှတ်33ရဲ့တပ်သား20ကျော်တိစုံပြီး3အရှင်ဖမ်းဆီးရရှိခဲ့ပါတယ်။ ဝက်လက်မြို့နယ်အုံနေဖုံကျေးရွာကိုဝင်ရောက်စီးနင်းနဲ့အင်အား80ခန့်ပါစကိုင်းမြို့ချင်းဆိုင်တမ33စစ်ကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ပါတယ်တမ33က2000လီမလကစကိုင်းမြို့နယ်တာတိုင်ကျေးရွာနဲ့ပကြီကျေးရွာကိုဝင်ရောက်စီးနင်းပြီးပကဖကောင်ဆောင်ရဲဘော်မိုက်ကယ်ခေါ်ကိုကျော်စောကိုဖမ်းဆီးကကောင်းချီလက်များဖြတ်တောက်ပြီးဘိုက်ဖောက်ထုတ်ကရက်ဆက်စွာတပ်ဖြတ်မှုကျွလွန်ခဲ့တဲ့တမဖြစ်ပါတယ်။အဲ့ဒီတုန်းကတာတိုင်ကျေးရွာမှာတက်ဆုပ်ချင်းဒေသခံမျိုးသမီးများအပါအဝင်၁၇နှစ်ကိုလူသားတိုင်းဖြစ်ဖန်စီကောဆောင်ပြီးရက်ဆက်စွာတပ်ဖြတ် က်ခဲ့ပါတယ်။ဒါအပြင်တမ33ကချင်းပြည်နယ်ထန်တလန်မြို့ကိုမိရှုဖျက်ဆီးခဲ့တဲ့တမဖြစ်ပါတယ်။2023ခုနှစ်စက်တင်ဘာလကလည်းကြီးကမ်းမြောက်ရွာမှာအသက်19နှစ်ရွယ်မက်ရွှေမန်းသူကိုဖခင်ရှိမှာပဲတမ33မှာစစ်သားများကအဓမ္မကျူးလွန်ပြီးတပ်ဖြတ်ခဲ့ရတယ်။မရှိမှန်သူအပြင်အခြားရွာသားနှစ်ဦးကိုပါတပ်ဖြတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့အတ္တမစစ်မှုတန်ခံရသူ6ဦးလက်နက်ငါးလက်နဲ့ကြီခဲရံများယူလာပြီးဒီမော့ဆို PDF ထံအလင်းဝင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်မှုထံရင်အတ္တမခေါ်ဆောင်ခံရသူ6ဦးလက်နက်ငါးလက်နဲ့ကြီခဲရံများယူလာပြီးအလင်းဝင်လာကြောင်းပြည်သူ့ကာကွယ်တပ်ဒီမော့ဆို DMO လူကဲ PDF က EP26 ရက်မှာထုတ်ပြန်ပါတယ်။အလင်းဝင်လာသူ6ဦးက EP26 ရက်က ME1 တနက်ငါးလက် ME1 ကြီး455တောင်းကြီပေါင်း16ခုလက်ပစ်ပုံလေးလုံး14နင်းမိုင်း3လုံးကြီကလေးတဲ့ icon တစ်လုံးနဲ့ဖုန်း9လုံးရှူဆောင်လာတယ်လို့ဆိုပါ ါတယ်။၎င်းတို့ရဲ့ထွက်ဆိုချက်တွေရစစ်ကစီတပ်မမွေးရစီဝါ WY ကိုစိတ်တိုင်းကြတုံဆွေရောင်းဝယ်ခွင့်ပေးကအနိုင်ကျင့်ညှဉ်းပန်းနှိမ့်ဆက်ခြင်းမကြာခဏခံရတယ်လို့ဖော်ပြပါရတယ်။ အလင်းဝင်လာသူ၆ဦးကိုကနအုပ်ထောက်ပံ့ငွေကျပ်65သိန်းပေးထားပြီးမိသားစုဝင်နေတဲ့ဆက်သွယ်နိုင်ဖို့ကူညီပေးထားကကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရပါတယ်အလင်းဝင်လာသူရဲ့တင်ရင်းနဲ့အမည်အချက်အလက်သိစေကိုတော့ဒီမော့ဆို PDF ကလုံခြုံရေးရမဖော်ပြထားပါဘူးအလင်းဝင်လာသူရဲ့မိသားစုလုံခြုံရေးအတွက်သူတို့နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့ထိန်းသိမ်းထားပါတယ်လို့ဒီမော့ဆို PDF တာဝန်ရှိသူတောင်းကသတင်းဌာနကိုပြောပါတယ်ကရင်ပြည်နယ်ထိုးစစ်အတွင်းစစ်ကောင်စီတပ်က၎င်းတို့အတ္တမစစ်မှုထမ်းပြင်စူးစမ်းခေါ်ဆောင်သူတွေကိုအဓိကအသုံးပြုနေပြီးစစ်မှုထမ်းတပ်သားတွေ ကတွန်လိုင်းတပ်ဖွဲ့များတန်းအလင်းဝင်လာသူများခတ်ဆိတ်ဆိတ်ရှိပါတယ်။ဒါအပြင်ယခုရက်သက်တပတ်အတွင်းစစ်မှုရန်ဥပဒေနဲ့စစ်ကောင်စီတပ်တွင်ရောက်ရှိသူလေးဦးလည်းအလင်းဝင်လာရလို့ Like or Local PDF နဲ့ KNDF ကထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။